နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုပိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ပထမဆုံးပြောချင်တာကတော့ကြောင်မဲပဲပေါ့။နော်ဒီနေ့လည်းကြောင်မဲကြောင်မဲနည်းနည်းပြောရအောင်ပါ။ကြောင်မဲကိုခလားဆိုင်တောင်းမှရှိတဲ့သူတွေပြန်လည်ရောက်ရှိသွားတယ်။ကာကြီးကားငယ်တွေနဲ့နိုင်ငံတော်အစိုးရရှမ်းပြည်နယ်အစိုးရဖွဲ့ကစီစဉ်ထားပြီးတဲ့စာနာရေးခါတွေရောက်ရှိသွားတယ်။ကျမကြီးစောက်ချမှုတွေပြုလုပ်နိုင်မှုအတွက် ခုဆိုလို့ရှိရင်ဆေးဥစည်းကနေတန်ရှင်းလုပ်နေတာပေါ့နော်တမလို့သားရင်းနဲ့ပြည်သူတွေနဲ့အတူတူလုပ်နေတာတွေ့ရတယ်နောက်တစ်ချက်ကကြတော့စာတင်ညောင်းတွေအများဆုံးပြန်လည်ဖွင့်လှစ်နိုင်မှုအတွက်စာတင်ညောင်းတွေကိုလည်းပြန်လည်ရှင်းလင်းရေးတွေလုပ်ဆောင်နေတာတမလို့သားတွေပြည်သူတွေနဲ့အတူတူကမြင်တွေ့ရတာကြည်နူးစရာကောင်းပါတယ်ကြောင်မဲနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းမှာသွားဖို့တော့ရှိပါတယ်ပြင်တော့ပြင်ဆင်ထားပါတယ်ဒါပေမဲ့ကျွန်တော်စီးနေတဲ့ကားလေးကအဲ့ဒီဂုတ်တွင်းလမ်းမကိုတက်ရောက်တဲ့အထိကြက်ခတ်မှုတိတ်မပြေပါဘူးလို့ထင်တယ်ဗောနော်အဲဒါကြောင့်မလို့ ဒါနည်းနည်းလေးအဲ့ဒါလေးနည်းနည်းလေးပြည်လေသွားရဲဆိုလို့ရှိရင်သွားမှာပေါ့နည်းနည်းကားလေးရှာနေတဲ့ဘောမှာရှိပါတယ်နောက်ချက်ကကြတော့လုံညူရေးပိုင်းအခြေအနေရပေါ့နော်ကျွန်တော်တို့ကချိန်ပြီးဆက်ပြီးသွားမှာဖြစ်တဲ့တော့ဒါလည်းနည်းနည်းလေးပူပန်စရာဖြစ်ပါတယ်အဲ့တော့သွားတော့တော့သွားမှာပါနော်သွားတော့သွားမှာပါကြောင်မဲရောက်တဲ့ဒီသွားမှာပါကြောင်မဲဟိုဘချမ်းမှာမတိုက်ပွဲအချိုးဆက်ရှိနေလို့မယ်တီဘောဘက်သွားတဲ့လမ်းမှာပေါ့နော်လုံညူတစ်ဖက်ဝင်နေနေနဲ့ကြောင်မဲကနေစုတ်ပြီးသွားတဲ့ပလောင်လက်နက်ကင်အကြမ်းဖက်တဲ့ပုံတွေကိုလိုက်လံရှင်းလင်းနေပါတယ် ထွက်လာတဲ့ရုပ်သက်ဖိုင်တစ်ဖိုင်အရာအဲဒီရုပ်သက်ဖိုင်ထဲမှာရှမ်းစကားလို့ပြောနေတာတယောက်ကတက်ပြင်ထိုးထားတာတွေ့ပါတယ်အဲ့ဒါကတက်မတော်ရဲ့ရှင်းလင်းမှုမှာပလောင်ဖွဲ့တွေတယောက်ပြီးတယောက်အသက်နဲ့ကံရရပြီးတော့လဲကျသွားတာတွေရှိတယ်ပေါ့ပလောင်တွေထိသွားပြီးထိသွားပြီးဆိုတဲ့ပုံစံမျိုးပြောဆိုနေတဲ့ကက်ပရှင်တစ်ခုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ကြောက်မဲရဲ့ဟိုဘက်ကိုဆက်လက်ပြီးရှင်းလင်းနေပြီဆိုတဲ့သဘောမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့တော့ကြောက်မဲမြို့အများဆုံးအေးချမ်းပါစေ။အဲ့တော့မကြခင်လဲဒါတီဘိုးကို ဝင်ရောက်နိုင်ပါစေလို့ဆုတောင်းပါတယ်။ဒီဘုတ်ကိုလည်းအများဆုံးသိမ့်နိုင်ပါစေ။ဒီဘုတ်ကိုသိမ့်မှုကြပြန်တော့လည်းဂျားနယ်မှာအခက်အခဲတွေရှိပါအောင်မယ်။ကျွန်တော်ထင်တယ်လို့သူတို့ဘောဂျူတရားကိုလာမသိဘူးသူတို့ချိုးထားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘုတ်ချက်မှာသူတို့ဖျက်ဆီးထားတာလည်းအများကြီးရှိတယ်ပေါ့နော်။အဲတော့စံဖိတ်မှာတော့လီချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ကြားတယ်။စံဖိတ်ဆိုတာတစ်တုံညာနှစ်ခွန်းတော့ကဖီအန်နလီဖွဲ့ဝင်တွေအခြေချတက်ဆွဲခဲ့တဲ့နေရာပဲ။အခုချိန်မှာအဲ့မှာရှိလားမရှိလားဆိုတာတော့ ျွန်တော်တီပေါ်နဲ့ဆက်ပြီးတော့စကားပြောရမယ့်အချိန်တွေဖြစ်သွားပါပြီ။အရင်တော့ကြောက်မဲ့တဲ့နေကိုကြောက်မဲမှာရှိတဲ့ဒေသခံတွေနဲ့ကျွန်တော်တို့အခြေဆက်အမြဲတမ်းရခဲ့တယ်ပေါ့နော်။ဘယ်နေရာမှာပါရှိတယ်ဘယ်နေရာမှာဘယ်နေရာဘယ်နေရာမှာဘယ်နေရာစုဖွဲ့တယ်ဆိုတာအစကြောက်မဲ့ဒေသခံတွေကတကယ်တရင်ပေးခဲ့ပါတယ်။နော်။အခုလည်းတီပေါ်ကိုကျွန်တော်တို့ဆက်ရမယ့်အချိန်ရောက်သွားပါပြီ။နောက်နေ့မှာတီပေါ်နဲ့ပတ်သက်တဲ့အချက်လက်တွေကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။နောက်တဲ့နေ့ဘုကတော့ AA ကိုထောက်ခံတဲ့နိုင်ငံသားရောက်ရခိုင်အဖွဲ့တွေက AA ကို international မှာအတိအမှတ်ပြုဖို့အတွက်အဖွဲ့ပေါင်း200နဲ့2ဖွဲ့ဆိုလားမသိဘူးစုပေါင်းပြီးတော့တောင်းဆိုကြတယ်တဲ့ AA ကမွေးစေဝါကုံသွဲတဲ့အကြောင်းလေးပါထည့်ပြီးရေးလိုက်အောင်ပေါ့နော်စုပေါင်းပြီးတောင်းဆိုတဲ့အဖွဲ့တွေဆိုတာလဲဘာအဖွဲ့တွေမှန်းလည်းမသိပါဘူးဘယ်ကအဖွဲ့တွေမှန်းလည်းမသိပါဘူးဘာလို့ဖို့ဖွဲ့ထားတဲ့အဖွဲ့တွေမှန်းလည်းမသိပါဘူးနော်ရခိုင်ပြည်နယ်လူနေရာချင်းချင်းလေးမှာတို့ကဘာအဖွဲ့တွေဖွဲ့ပြီးဘာလောက်ချရတယ်တော့မပြောတတ်ဘူးအဖွဲ့ပေါင်း200လောက်က AA ကို international legitimacy ရဖို့အတွက်စုပေါင်းပြီးတောင်းဆိုကြတယ်တဲ့ဒီနယ်မြေအုပ်ချုပ်ရေးဒီမှာ AA ကိုပဲအတိမတ်ပြုဖို့ပေါ့နော်တောင်းဆိုကြတယ်ပေါ့ကုလသမဂ္ဂကိုလည်းတို့ကအတက်နိုင်ဆုံးနီးကောက်အောင်လုပ်ပြီးတို့ကတောင်းဆိုသွားမယ်ဆိုတဲ့သဘောမှရှိတယ်ဒါပေမဲ့လည်းအဲ့လိုစာရင်းပို့တိုင်းသားအတိမတ်ပြုရေးဆိုလို့ရှိရင် NUG တို့အခုဆိုလို့ရှိရင်တကဘာလုံးတော့ပတ်ပြီးအုပ်ချုပ်နေလို့ရပြီနော်သူတို့ဆိုလို့ရှိရင်ဒါ AA ပုံတူကူးခြားရတဲ့တူပါတယ် NUG ဆိုလို့ရှိရင်အစောပိုင်းတည်းက ်ဘာတခုလုံးလိုက်ပါဆိုလို့ရှိရင်အနောက်မှာသူတို့ကအဖွဲပေါင်းဘလောက်စုပေါင်းတောင်းဆိုဆိုပြီးလာတယ်ဘာအဖွဲတွေမှန်းလည်းမသိဘူးအဲ့ဒီဖွဲတွေကွက်ပြောက်တွေပေါ့အဲ့ဒီဖွဲတွေကွက်ပြောက်တွေအဖေကနာမည်အစ်စ်တွေနဲ့ထွက်လာမှန်းလည်းမသိဘူးကိုယ်လည်းမသိဘူးကြားလည်းမကြားဘူးကြားဘူးတဲ့အဖွဲတချို့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အနည်းစုပဲမလေးလာလို့တော့မဟုတ်တော့အဲ့ဒီအဖွဲတွေအကုန်လုံးတော်တော်များများကိုသိတယ်သူတို့ပြောတဲ့အဖွဲတွေထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မရင်းနှီးတဲ့အဖွဲတွေဖြစ်လာနော်အခုအဲ့ဒီအဖွဲတွေက AA ကို legitimacy ရဖို့အတွက်တောင်းဆိုမှာပေါ့နော်အဲ့တော့သူတို့ မေရိကန်မှာနေတဲ့ AA ဖွဲ့တွေကကုလသမဂ္ဂပေါ် UNOCHA တို့ WFPU INGO ဖွဲ့တွေကိုသူတို့အနေနဲ့တောင်းဆိုသွားမယ်လို့သိရပါတယ်။နောက်တဲ့တင်ဘောကတော့သူတို့မချစ်တင်ခဲ့ရေးထားတဲ့တင်ဘောနော်။အော်တိုဘာ၂ရက်နေ့တုန်းက BB Media တခုရေးထားတဲ့တင်ဘော။အဲ့ဒါကစစ်ကော်မရှင်ကအဲ့နန်စီရီယန်ဝန်ထမ်းတွေကိုမကြာခဏထောက်ပံ့ကြီးတွေတိုးပေးနေပေမဲ့ NUG ကစီရီယန်တွေကိုလုံလောက်တဲ့အကူအညီမပေးနိုင်ဘူးဆိုပြီးတော့ရေးထားတယ်ပေါ့နော်။အဲ့ဒီတင်ဘောတော်တော်နဝင်ချိုးတယ်။ ်ဒီတခါတော့သူတို့အမှန်တရားတွေရေးကြပါလားလို့ကျွန်တော်တွေးမိပါသေးတယ်နော်အဲ့တော့အစတွေကစီဒရာမန်လို့လုတ်ခဲ့တာမှမဟုတ်တာအကုန်လုံးကနိုင်ငံရေးရဲ့အသုံးချတဲ့သားကောင်တွေပဲစီဒီယန်လုတ်ပါစီဒီယန်လုတ်ပါလို့ပြောတဲ့သူတွေအကုန်လုံးကတယောက်မှဆင်းရဲနေတဲ့သူတွေမရှိဘူးအကုန်လုံးကချမ်းသာတယ်ကိုယ့်ဘဝကိုယက်တည်နိုင်တဲ့သူတွေကြီးပဲနော်ဒါကလုတ်ပါလို့တိုက်တွန်းနေတဲ့သူတွေအဲ့ဒီသူတွေအခုပဲမှာလဲနိုင်ငံသားမှလေတချို့ဆိုလို့ရှိရင်ဒေါ်လာ၄၅သိန်းတသန်းတန်လောက်အိမ်တွေဝယ်ပြီးတော့ US လိုနိုင်ငံမျိုးမှာနေနေကြပြီနော်လင်းငါသိန်းတသန်းမြန်မာငွေနဲ့တော့မတွက်နဲ့နော်မြန်မာငွေနဲ့တွက်မှဆိုရင်တကယ်ကောင်းတဲ့ဒါစိန်ခိုင်အိမ်တစ်လုံးဝယ်လို့ရတဲ့ဈေးတွေဒေါ်လာတသန်းဆိုနေတော့ဈေးမဟုတ်နော်အဲ့တော့အဲ့လိုအိမ်မျိုးတွေဝယ်ပြီးတော့အမေရိကန်မှာနေနေကြပြီအဲ့တော့ CDN ဝန်ထမ်းတွေတွက်ကတော့မြိတ်20ပေါ့20တောင်များမယ်မြိတ်20ပေါ့နော်မြိတ်20ပဲကြမှာသူတို့တွက်အဲ့တော့ CDN CDN ဆိုပြီးပြောပြီးတော့အဲ CDN လုံးလိုက်တဲ့သူတွေအချို့ဆိုလို့ရှိရင်ဘဝပြတ်သွားပြီကိုယ်ရံရောင်းတဲ့သူနဲ့ နော်နေဆက်မှာကုံစိမ့်ထမ်းတဲ့သူနဲ့မစည်းတဲ့မှာကုံစိမ့်ထမ်းတဲ့သူနဲ့ပယံလုတဲ့သူနဲ့တို့ဟုတ်ခုချိန်မှာအင်တာဗျူးသွားမိလိုက်နောက်လာရလားမရဘူးလို့ပဲပြောမှာပဲဒါပေမဲ့ညတိုင်းကြိတ်ငုံနေတာတော့တို့ပဲရှိတယ်နော်ညတိုင်းကြိတ်ငုံနေရတယ်ဘာကြောက်လဲဆိုတော့နိုင်ငံဝန်ထမ်းဘဝကနေပြီးတော့နိုင်ငံကြီးတွေးထိုးလို့ဆိုမှုတွေနောက်ကိုလိုက်သွားလို့စိတ်ကြပြင်းပြနေခဏပဲနောက်ပိုင်းနောက်သားမရတဲ့သူတယောက်မှမရှိဘူး ျွန်တော်ပြန်ကြတော့အကုလုံးတော်နားနေနေရ။အဲ့တော့တချို့ကြတော့ပြန်ဝင်လာကြတယ်။အဲ့မှာလဲ conflict တွေဖြစ်တယ်။ဒီဘက်ဒီဘက်ချမ်းတိုင်ဝမ်မှာ conflict ပြန်ဖြစ်တယ်။ဒီ top point ကြီးတိုးတဲ့ထဲမှာ CDM ပြန်ဝင်လာတဲ့သူတွေရောပါလာပါလာစသဖြင့်ဒီလိုပုံစံမျိုးတွေပြောကြတာ။ဆိုတော့အခါကြလို့ရှိရင်တော့ကျွန်တော်တို့ကဟိုဘယ်သူမှလိုက်ပြောတာတော့မဟုတ်ဘူး။လက်ခံအားမှာဟာလဲလက်ခံအားမှာပဲ။အဲ့လိုမျိုးသားလက်မခံကြီးဆိုလို့ရှိရင်ကျွန်တော်တို့အမိုးတရားတွေအများကြီးပွားပြီးတော့အဆူအနေနဲ့ထိတ်ချုပ်ရခက်တဲ့အနေထားကိုရောက်သွားတယ်။ ။နောက်အဲ့တော့ညီသူညီမဆက်ဆံတာပို့ပြီးတော့အဆင်ပြေပါတယ်။ထားလိုက်ပါတော့ခုနကတော့စီဒီယံဝန်ထမ်းတွေဘာမှမရတာနဲ့ပတ်သက်ပြီးပြန်ပြောပါအောင်မယ်။နိုင်ငံတော်နိုင်ငံဝန်ထမ်းတော့တိတ်နဲ့တန်းနဲ့ရှိရှိတယ်။အဲ့ဒီကစီဒီယံလုတ်သွားတယ်ဆိုတော့သူတွေကရတဆုပ်စာလောက်ပဲရှိတယ်။အဲ့ဒီလက်တဆုပ်စာလောက်တော့ဘယ်သူမှလိုက်ပြီးတော့မျောလဲမနေတော့ပြန်ဝင်လာတဲ့လူကအများစုပဲเนาะနိုင်ငံရေးကြောက်သွေးဆောင်ဖျားယောင်ခံရလို့ပါသွားတယ်ဒါပေမဲ့ပြန်ဝင်လာတဲ့သူက အများစုဖြစ်တဲ့ခါကျတော့ကျန်တဲ့သူကတော့မျက်ရည်နဲ့မျက်ခေါ်သူ့ဘဝနဲ့သူဆက်နေတဲ့ပုံမှာရှိတယ်။အဲ့တော့အဲ့လိုလူမျိုးတွေကိုအစတည်းကထောက်ပံ့ပါမယ်ဘဝအာမခံချက်ကိုပေးပါမယ်ဆိုပြောခဲ့တဲ့သူတွေမပြည့်စုံမှလည်းလက်ရှိရှိနေတဲ့သူတွေဆိုကြောင်ညာတွေပါရင်တော့ပြန်ရိုက်နေကြပြီ။တချို့ဆိုရွှေ့ရှင်တွေပါရင်ရိုက်နေကြပြီ။တချို့ကကျတော့လေလစီရလုတ်ခိုင်မီနိုင်ငံသားထွက်ပြေးသွားတယ်။သူတို့ကတော့ထွက်ပြေးသွားတယ်ဒီနောက်မှာဒီတိုင်းကြံခဲ့တယ်။ဆိုတော့ဒီလိုအခြေအနေမျိုးကိုသူတို့ခံစားခဲ့ရတယ်။နော်တချို့ကကျတော့အဲ CDN လုတ်တယ် မြို့ပေါ်မှာလည်းမနေချင်ဘူးတပုံးမှာတခါတွဲလှုပ်လိုက်တော့တောထဲမှာသူနာပြုဆိုလို့ရှိရင်လည်းချက်ချင်းပဲဆရာဝန်ဖြစ်လို့ဖြစ်တောထဲမှာပေါ့နော်။ကျောင်းဆရာမဘွားကနေစီဒီယန်လှုပ်တယ်တောထဲပြေးသွားတယ်အန်ယူဂျီရဲ့ပညာရေးကဆရာမဖြစ်လို့ဖြစ်ပေါ့။ဒါမဲ့အဲ့ပညာရေးကလည်းဘယ်မှဆက်မတက်လာတဲ့ပညာရေးပေါ့နော်။အဲ့ဒီစီဒီယန်သမားတွေတင်တဲ့ပညာရေးနော်ဖက်ဒရယ်ပညာရေးဆိုလာပါလားမသိဘူး။ဘယ်နိုင်ငံကတက္ကသိုလ်ကြီးနဲ့ပဲချိတ်ဆက်လိုက်တယ်လို့လို့ဘာလို့လဲ။ကလေးတွေရဲ့အချက်လက်တွေယူယူပြီးတော့အမှ ။ online ကနေပဲတင်တယ်လို့လို့ပါလို့လို့နဲ့နောက်ဆုံးတော့အချက်လက်တွေပေါက်ကြပညာရေးအတွက်တွင်ထားတဲ့ပတ်စံတွေပါလိန်ပြီးကုန်ရောနော်အဲ့လိုအခြေအနေမျိုးတွေအများကြီးကြုံခဲ့ရတဲ့အခါကျတော့ဒီ CDN နေမှာခွေးမဖြစ်ဘူးဖြစ်မှာခွေးဖြစ်ချင်လို့ပြပုံတိုးတာပဲဒါကတော့ကျွန်တော်တို့ကတနာစရာတော့အကြောင်းမရှိတော့ဘာလို့လဲလောက်လေလောက်ကိုလုံးမဲ့အလုပ်ကနိုင်ငံတော်ကိုထမ်းဆောင်မှာပြည်သူကိုစားပိတ်ပေးရမှာဘဒူးလက်အောက်တွေဘယ်ဝါလက်အောက်တွေလာမှာပြောနေအစိုးရဆိုတာ၅နှစ်တချိန်ချင်းနေမှာနော်ကိုလုံးမဲ့တော်ကပြည်သူကိုစားပိတ်ပေးရမှာ ပြည်သူစားပြစ်ပေးရမယ်လို့ပြည်သူပဲတစ္ဆာရှိရမှာနော်ပြည်သူကျမကြီးမကောင်းတဲ့ချိန်မှာကုသဖို့အတွက်ကိုအစဉ်သင်းရှိနေရမှာဒါတည်းကိုဘဝကိုဖျက်ဆီးတဲ့သူတွေဖြစ်ပါတယ်နောက်နောက်တဲ့ဘုကမန္တလေးမှာဆိုင်ကယ်တွေနဲ့ခြေကောက်ပွဲဆန်းကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခြေကောက်ပွဲလှုပ်ရှားမှုဆန်းကျင်တဲ့အဖွဲ့တွေကိုကြည့်လိုက်တော့မလောက်လေးမလောက်စားတယ်ခြေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းဘာမှမသိဘူးဒီမိုကရေစီရဲ့အနှစ်သာရတော့တောင်းမင်းမသိဘူး စာချက်ပြီးပြောရင်တော့အင်တာဗျူးမှာမဖြေတဲ့သူတွေဟိုခွေရကြီးလဲနေသလိုဖြေတဲ့သူတွေဒါကိုသူတို့ကယူကောက်ပွဲကိုစန့်ကျင်ကြောင်းသူတို့ပြောတယ်စစ်တပ်ကိုကြည်လို့မရတိုင်းယူကောက်ပွဲကိုစန့်ကျင်တယ်ဆိုတော့မဟုတ်သေးဘူးစန့်ကျင်ရတဲ့အကြောင်းပြချက်လည်းရှိရအောင်တော်တော်များများကနိုင်ငံရေးနဲ့ပတ်သက်ပြီးငကန်းလုံးသားမလို့တော်တော်ရောက်သွားတဲ့သူတော်တော်များများဂျလီဘီများတယ်အိမ်မှာလုံးမလုံးချင်လို့ကိုယ့်ကိုထွက်ရင်ထွက်ရင်နဲ့ဆန္ဒထွက်ပြရင်နဲ့ဟိုလူကြည့်ဒီလူကြည့်နဲ့ရောရောင်ပြီးတွေးဝင်သွားပြီးတော့တော်တဲ့ပါရင်ပါသွားမှာဒါပေမဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးဘာမှမသိဘူး တကယ်ကိုဘာမှမသိဘူးတကယ်တော့သူတို့လူမျိုးတွေစကားပြောကြည့်ကြည့်လိုက်သူတို့အုပ်ချုပ်ထားတဲ့သူတို့ကိုခေါင်းကင်ထားတဲ့လူလေတွေကသာပဲဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လေလေပတ်ပတ်ပြောရင်ပြောနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအုပ်ချုပ်ခံထားတဲ့နဖားကြိုးထိုးခံထားတဲ့ PDF လူမျိုးအခုလူမျိုးဆန့်ကျင်ကြောင်းလိုက်လုံနေတဲ့ UG လူလူဘာလူလူလူမျိုးတွေကတော်တော်များများကနိုင်ငံရေးနဲ့ပတ်သက်ပြီးဘာနာခံလုံးမှမသိဘူးလွတ်လပ်ခွင့်နေဒီမိုကရေစီတွေသူတို့ကပါစပ်အဲ့ဒါပဲရွတ်တက်တယ်ကျွန်တော်ဘာမှနားမလဲဘူး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရေးပထဝီနိုင်ငံရေးဒါတွေဘာမှနားမလဲဘာဆိုဘာမှနားမလဲเนาะအဲ့လိုအခြေအနေမျိုးနဲ့ဆန့်ကျင်ကြတယ်အဲ့တော့ပြောချင်တာကယူကော့ဘွယ်အခုလို့ဆန့်ကျင်လိုက်လို့ယူကော့ဘွယ်ပြတ်သွားမှာလားမပြတ်ဘူးစာရွက်တွေလမ်းမောလိုက်ကျဲယုံအောင်နဲ့ A4 ကုန်တာပေါ့ဘာလို့မှာကံကောင်းလို့ရှိရင်ကံမကောင်းလို့ရှိရင်ရှေ့မီပွားတစ်ခုနှစ်ခုလောက်မှာပဲအဲ့ဒီဆိုင်ကယ်အဲ့ဒီရုပ်အဲ့ဒီလူနဲ့ရကော့ဝင်သွားပြီဖန်ခံရမှာ နော်ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောဦးမယ်သတင်းတစ်ပုဒ်တက်လာတယ်ရေတဖုံဝင်အမျိုးသမီးတူသူ့ KPI ကနေပြီးတော့ထောက်ပို့လုပ်တယ်ဆိုပြီးတော့နော်သူ့မဖုံနေနံပါတ်နဲ့ဖွင့်ထားတဲ့ KPI ကနေထောက်ပို့လုပ်တယ်ဆိုပြီးတော့အဖန်ခံလိုက်ရတယ်တရားစွဲခံလိုက်ရတယ်ပေါ့နော်ပြောရမစွဲဘူးဖွင့်ရေးယူခံလိုက်ရတယ်ဟုတ်ချင်းမဟုတ်ချင်းတဲ့ကျွန်တော်တို့ဘာစဉ်းစားမိလဲဆိုတော့ဒီအားနဲ့ချက်လီတွေသွားတွေ့နေတယ်အချို့ online မှာ KPI အကောက်တွေကိုပလင်းရောင်းနေတာရှိတယ် WP အကောက်တွေ Pay for အကောက်တွေနော်နိုင်ငံခြားဘဏ်အကောက်တွေတောင်ရောင်းနေတာရှိတယ် ID အောက်မိသားအကောက်ဆိုဘယ်လောက် level 2ဆိုရင်ဘယ်လောက်စသဖြင့်ဒီလိုမျိုး အင်တာနက်မှာရောင်းဝယ်ဖောက်ကားနေတာရှိတယ်။အဲ့တော့ကျွန်တော်တို့တွေရောကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်တို့ဆိုတက်လုံးမဲ့သုံးတယ်။ကျွန်တော်ဒီတက်လုံးနဲ့ပဲ KP ဝေးပြီးစပြီးအကုန်လုံးကိုကျွန်တော်ဖုန်းတက်လုံးနဲ့နဲ့ဖွင့်ထားတာ။အဲ့တော့ဒီတက်လုံးနဲ့မှာတော့ကျွန်တော်စိတ်ချလက်ချသုံးတယ်ပြဿနာမရှိဘူး။ဘယ်အကျန်းဖတ်မှလထောက်မဖို့ကိုယ့်အကူတော့မထောက်ဖို့နိုင်ဘူး။တို့တို့ထောက်ဖို့နဲ့နေတလား။အဲ့တော့နောက်ထပ်ဖုန်းတွေမှာရောအဲ့လိုမျိုးမဖွင့်ထားဘူးလို့ကျွန်တော်တို့တိတ်မပြောနိုင်ဘူး။ပေးမပြောနိုင်ဘလူနီးနဲ့တို့ဖွင့်ကြလဲတော့မသိဘူးတကယ်တမ်းဆိုလို့ရှိရင်တော့ OTP လို့ခေါ်တဲ့ one time password code ကဝင်ရမှာ ဒါမို့လို့ရှိရင်ကျွန်တော်တို့ကတ်တွေကတော့ပြဿနာမရှိဟိုအရင်တည်းကကင်ခဲ့တဲ့ကတ်တွေဖြစ်တဲ့အတွက်ဟိုမူလတွေကကိုယ်ကတ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒါတိတ်ပြီးတော့စိုးရင်စရာမရှိတဲ့အနေသားဒါမဲ့တချို့ကတ်တွေပေါ့နော်အရင်တော့ကျွန်တော်တို့တုံးခဲ့တဲ့ကတ်တချို့ပေါ့ပျောက်သွားလို့ဒါမဲ့အခုချိန်ပြန်ခေါ်လို့ရှိရင်အဲ့ကတ်တွေကဝင်နေတုံးမဲဖုံးခေါ်လို့ဝင်နေတုံးမဲဟိုတခါ Facebook အကောင့်ခွင့်လို့မရလို့ခလေးတယောက်သူဖုန်းဆိုင်ကနေပြီးတော့ကတ်တကတ်ဝယ်လိုက်တယ်ဝယ်ပြီးတော့သူ့ဖုန်းထဲကိုထည့်လိုက်တယ် Facebook အကောင့်ခွင့်တယ် TikTok အကောင့်ခွင့်တယ် အဲ့လိုဖွင့်လိုက်တဲ့အချိန်မှာတစ်တော့အောက်ဆိုလို့ရှိရင်ဖွင့်လိုက်တာနဲ့အောက်ကြီးပါပါလားဆိုတော့ကြည့်နေဟာဘယ်လိုဖြစ်လို့အောက်ကြီးကပါလားဆိုတော့ပြောချင်တာကတချို့သောဆင်ကတ်တွေကနော်ဟိုတစ်ချိန်နှစ်ချိန်သုံးထားတဲ့ဆင်ကတ်တွေဖြစ်နေအရှိပိုင်းမှာသူနဲ့ပတ်သက်တဲ့ user data တွေကဒီဆင်ကတ်တွေမှာတစ်ခါလေးပြန်ပါလား Facebook အောက်တို့ TikTok အောက်တို့ကအဲ့ဒီမှာ တခါလေဝင်လိုက်ယုံမဲ့ဖြစ်သွားတယ်ပေါ့ဒါတွေကလည်းကျွန်တော်တို့သတိထားမဲ့ကိစ္စတွေဖြစ်ပါတယ်အချို့သောဒီ banking စနစ်တွေမှာအားနေချက်တွေ error တွေရှိတယ်ဆိုလို့ရှိရင်ဒါလေးတွေသတိထားမှာဖြစ်ပါတယ်ကိုကိုယ်တိုင်တော့ဘာမှမလုပ်ဘဲနဲ့အခုလိုမျိုးခံလိုက်ရတဲ့အခြေအနေမျိုးဖြစ်မှာဆိုလို့ပြောတာဖြစ်ပါတယ်ဟိုခုနကတော့ကိစ္စပေါ့နော်ယူကောက်ပွဲဆက်ကျင်တဲ့ကိစ္စကိုပြန်ဆက်ရမှာဆိုရင်ဒီနေရာမှာစက်ကူအမိုက်တွေကျဲသွားတယ်ယူကောက်ပွဲကိုဆက်ကျင်နေဆိုပြီးတော့ဒါပေမဲ့အရှိတ် B point ဒီမှာ CCTV တွေပြေးမလို့ပါဘူး CCTV လည်းအများကြီးပဲ B point မှာမဟုတ် CCTV အများကြီး အိမ်တိုင်းအိမ်တိုင်းမှာ CCTV ရှိတယ်။ဆိုတော့အနည်းဆုံးတော့အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ CCTV ၃လုံးလုံးတော့ယူစစ်ပြီးဆိုတာနဲ့ဒီလူကဘယ်လူလဲဒီဆိုင်ကဘယ်အားလဲဘယ်ဦးသွားလဲဆိုတာကတွတ်တူပေါ်လာနိုင်မယ်။အဲ့တော့ record ဝင်သွားပြီခုနပြောသလို record ဝင်သွားပြီဖြစ်တဲ့အတွက်ဘယ်သူပြေးမလဲ။နောက်ခုနကတော့ဒီ KP နှစ်ခါဖြစ်နေတဲ့နော် KP နဲ့ထောက်ဖို့လုပ်တယ်လို့ပြောတဲ့အမျိုးသမီးပေါ့နော်ရဲအမျိုးသမီးရဲတပ်သားအမျိုးသမီးကပင်လောင်းမှာသွားမိတယ်။ဒါ PSMS နဲ့နော် တက်ပလက်ရတဲ့အချိန်မှာဒါထောက်ဖို့စင်းနဲ့ဝင်နေတယ်သူ့ကိုယ်သူလည်းအဲ့ဒါမတည်ဘူးလို့သူ့မိသားစုကပြောပါတယ်နော်သူအမှုဖွင့်ထားတဲ့မန်လီတိုင်းရဲတပ်ဘက်အောက်ကအုပ်ချုပ်မှုအောက်ကရဲစခန်းကဖွင့်ထားတာဒါပေမဲ့သူ့ကိုယ်သူမတည်ဘူးလို့တော့ပြောတယ်အဲ့တော့အခုလည်းအဲ့လိုပဲပြောချင်တယ်နော်ကိုယ့်ကနေကိုပြေးလွတ်တယ်ဆိုပြီးပြေးဒီကနေ့ပြေးသွားပြီးတော့ဖန်မျိုးထွက်မှာမှတော့မိချင်လည်းမိမှာဂျားထဲမှာဂိတ်ဒီမှာအကြောင်းမျိုးကြောင့်လည်းလွတ်သွားလို့ရှိရင်တော့မှဖန်မျိုးထွက်လာမှတော့မိမှာနော်မန္တလေးကထွက်ရန်ကုန်ဝင်လည်းမိမိမှာ စသဖြင့်ပေါ့ဒီလိုမျိုးအခြေအနေမျိုးတွေကတနေရာမှုတနေရာမှာဂျုံသွားမှာအဲ့တော့တချို့အကောင်လေးတွေယူယူမမိုက်မလုပ်နဲ့လို့ပြောချင်တယ်နော်ဒီပညာတွေကတိုးတက်လာပြီဒီပညာတွေကတိုးတက်လာပြီအခုခုကိုတိတ်လေတယ်ထင်ပြီးတော့ငါတို့ကလူငယ်တွေပဲငါတို့လောက်မင်းတို့မသိပါဘူးဆိုပြီးတော့ဟိုအာနာစထင်ကသာတော့တမလို့ပါပြောလဲဒီပညာနားမလဲတဲ့လူတွေနော်တမလို့ကောင်းဆောင်နေဒီပညာနားမလဲတဲ့လူတွေတမလို့မှာရှိတယ်တမလို့သားတွေဒီပညာနားမလဲတဲ့လူတွေအင်တာနက်လိုင်းကို ကက်ကြီးနဲ့ညှက်ဖြတ်တယ်လို့နော်လိုင်းကျိုးတွေကိုဒါနဲ့ခုတ်ဖြတ်တယ်လို့ တော့သူတို့ဘယ်လိုပိတ်ရမလဲဆိုတာမသိဘူးဆိုတဲ့ပုံစံမျိုးတွေအဲ့ဒီချုံချုံနဲ့အဲ့ချုံချုံနဲ့သူတို့စီမှာကအချိန်လေးကြောင်းရတစ်ခုကြောက်တာခဏတာဖျူဖျဲဖြစ်ရင်ဖြစ်သွားလိမ့်မယ်နောက်ပိုင်းပြန်စုစည်းမိသွားတယ်ဆိုလို့ရှိရင်ကိုထင်တာတော့ဘူကြောက်စရာကောင်းတယ်မဒါလေးတော့နားလည်ထားဖို့လိုတယ်နောက်တစ်နေ့ဘုကတော့ကျမောက်တောင်ဆယ်ရေပူလွဲရနေရေရှမ်းကြတာကြောင့်ကျောက်ပရောင်းမိထီလာကာလမိုင်းမှာရေကျော်ပြီးတော့တရားတစင်းရေတိုက်စားပြီးကြိုးကျခဲ့တယ်လို့သိရပါတယ်ဒီတရားတစင်းရေတိုက်စားပြီးကြိုးကျခဲ့တာကြောင့်အဲ့ဒီပုံမကြီးမှာကားအစီပေါင်းများစွာ ိတ်မိနေတယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့အဲကျွန်တော်တတိပေးချင်နေတာလဲကြာပြီအဲ့ဒါကတော့ Elon Musk ကလုတ်ခဲ့တဲ့ကိစ္စပါနော် Elon Musk ကသူ့ရဲ့ X account ပေါ့နော် Twitter account မှာ post ခုကိုသူ share လိုက်ပါတယ်အဲ့ဒါကတော့ Netflix ကနေပြီးတော့ကလေးငယ်တွေကိုလိန်တူကိစ္စတွေမှာလက်ခံမှုအတွက်တိုက်တွန်းသိမ်းသွင်းတဲ့ပုံစံမျိုးရုပ်သံအစီအစဉ်တစ်ခုလုတ်ခဲ့တယ်ဒါကို Elon Musk ကနေပြီးတော့တပိတ်မှောက်ဖို့အတွက်ပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ဖို့အတွက် Elon Musk ကသူ့ရဲ့ Twitter အကောင့်ကနေသူ့ရဲ့ X အကောင့်ကနေတင်လိုက်တယ်။တင်လိုက်တဲ့အချိန်မှာ Netflix ရဲ့ share တန်ဖိုးပေါ့နော် share share ဈေးထိုးကြ။3-4ရက်အတွင်းမှာဟိုဒေါ်လာဘီလီယံပေါင်းများစွာထိုးကြ။အဲ့တော့ဒါကသတင်းပဲ။ဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဗာမြင်လာရလဲဆိုတော့အချို့အသက်မပြည့်သေးတဲ့ကလေးတွေဒီချိန်မှာစိတ်ကစားလွယ်တဲ့အချိန်မှာကျွန်တော်တို့ကလူတိုင်းကိုနားလဲပေးတယ်။ LGBT တွေဘာတွေညာတွေအကုန်လုံး ဖြစ်တည်မှုပြီးသွားတဲ့ကိစ္စကိုကျွန်တော်မပြောဘူး။သူ့ဘဝနဲ့သူဆက်ပြီးရက်တည်လိုက်။ဒါပေမဲ့လူမမဲရွယ်ကလေးတွေကို LGBT ဖြစ်ဖို့အတွက်အတင်းတိမ်သွင်းစည်းရုံးနေတာတော့ကျွန်တော်မကြိုက်ဘူး။ဘာဒါမျိုးလဲဥပဒေရှိတယ်ဆိုလို့ရှိရင်တော့ဒါတေချာပေါ့ရေးရွာမဲ့ကိစ္စဖြစ်တယ်။ဆိုတော့ကျွန်တော်လည်းရှုတ်ချတယ်။ဆိုတော့သူ့ရဲ့ဘဝဖြစ်တည်မှုကိုညင်ညင်သာသာနဲ့မိဘတွေကစနစ်တကျထိမ့်သိမ်းပြီးတော့ဓမ္မတာနဲ့မဆန့်ကျင်တဲ့ပုံစံမျိုးသွားမှသာလဲအဆင်ပြေမှာဖြစ်ပါတယ်။အခုက ငငယ်ရွယ်နဲ့ဒီကလေးတွေကိုယောက်ျားလေးတွေဆိုလဲခြောက်သွားရအောင်မိန်းကလေးတွေဆိုလို့ရှိရင်ယောက်ျားစိတ်ပေါအောင်ဒီလိုအမျိုးမျိုးတင်သွင်းလိုက်လို့တဖြည်းဖြည်းနဲ့အချောက်တွေများလာတာကျွန်တော်တို့တို့ကိုခွဲခြားပြီးပြောတာတော့မဟုတ်ဘူး AGBD တွေမခွဲခြားဘူးဒါပေမဲ့ပြောချင်တာငငယ်ရွယ်အချိန်မှာတော့အဲ့ဒီကလေးတွေရဲ့ခေါင်းထဲကိုမူမမှန်တဲ့စိတ်ကိုမထည့်ပါနဲ့နော်အခုဖြစ်နေတဲ့လင်စိတ်မတူညီတဲ့သူတွေဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူးငငယ်တော့အကြောင်းပြချက်တစ်ခုကြောင့်ဒီလိုအခြေအနေဖြစ်လာတာဒါပေမဲ့တို့ပြန်မယုံထွက်နိုင်တော့ဘူးအခုချိန်မှာမေးကြည့်လိုက်ဘာဖြစ်ချင်လဲယောက်ျားစစ်စစ်ပဲဖြစ်ချင်ပါဘောတို့ဒါမဲ့လည်း သူတို့ရဲ့လင်စိတ်ခံယူချက်ကွဲပြားသွားခဲ့တယ်။အဲ့တော့ဘယ်လိုပဲကွဲပြားနေပါစီဦးတော့ပြီးခဲ့တဲ့ကိစ္စတွေပြီးပါစီတော့ဒါပေမဲ့ငယ်ရွယ်တဲ့ကလေးတွေကိုတော့ဒီလိုဖြစ်ဖို့တိုက်တွန်းတဲ့လောရက်တွေကိုတော့ကျွန်တော်တို့ရှုတ်ချမှာဖြစ်ပါတယ်နော်ဒီလိုကိစ္စတွေကမိဘတွေအတွက်လည်းစိုးရိမ်စရာဖြစ်ပါတယ်နော်မိဘတွေအတွက်အတတ်နိုင်ဆုံးထိန်းသိမ်းမှုလိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကဒါကျွန်တော်တို့နဲ့တိတဲ့အတိုင်းအဝန်းညီကြားထဲမှာလည်းဒီလိုပြဿနာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းစိတ်နှောက်ယှက် ဖြစ်ရတယ်ငယ်ရွယ်တဲ့ကလေးတွေကိုစီယုံသိမ်းသိမ်းလာတယ်ဒါမျိုးတွေ ရှိနေပါတယ်ဒါလေးတွေမိဘတွေအနေနဲ့ကို့သားသမီးတွေကိုဂရုစိုက်သွားဖို့လိုပါတယ်နောက်သတင်းတွေကကြောက်မရနေပြီးတော့စစ်ရှုံးပြီးဆုတ်သွားတဲ့ TNL ကတီဘောကဆေးရုံသုံးပစ္စည်းတွေပြည်သူလူထုပိုင်တဲ့ transformer တွေအစိုးရရုံးတွေမှာရှိတဲ့တမူးကြီးပစ္စည်းတွေကိုစပြီးတော့ခိုးနေပါပြီနော်ဘယ်ကိုခိုးနေလဲတော့မပြောတတ်ဘူးနော်ခိုးနေပြန်ပြီနောင်ချိုမာတွေကခိုးလာတာကြောက်မဲမှာလည်းခိုးတယ်ဒီဘောမှာလည်းထပ်ခိုးပြန်ပြီ ပြီးရင်စစ်တပ်ကိုလွှဲချအောင်ပါကျင်းရကောင်းတာမဟုတ်เนาะအခုဒေသခံပြည်သူတွေကတော့ပြောတယ် transformer တွေကစဖြုတ်ခိုးနေပြီတဲ့အစည်းအုံသုံးပစ္စည်းတွေလည်းခိုးနေပြီပြီးခဲ့တဲ့ပိုင်းကလည်းဗမောက်ဗမောက်မှလူမျိုးတော်ဟုတ်ကနေဆုတ်သွားလိုက်တယ်ဝေးဆိုတာတော့မဟုတ်သေးဘူးမျိုးပြင်မှာပဲရှိသေးတယ်အရင်မြင်ချင်ချင်သေးဘူးအဲ့ဒါဆက်ပြီးတော့ဗမောက်မျိုးတွေမှာစေယုံသုံးပစ္စည်းတွေခါတဲ့ကားတွေနဲ့တိုက်တဲ့ခိုးဆက်ပြီးဒီလို PDF တွေလုတ်နေရတယ်ကျွန်တော်မြင်ရတယ်အဲ့တော့ဓာရီကနိုင်ငံတော်ပိုင်းပြည်သူပိုင်းပစ္စည်းတွေဖြစ်တယ်နော်ကုခိုင်ဆိုရဲ့ဗီဒီယိုတွေပို့တယ်မှာဆိုကျွန်တော်တွေ့လိုက်တယ် တာရစီမိတက်ကားရစီ2000ပြီးနှစ်တည်းကပြည်သူတွေပတ်စံစုပြီးတော့အမိတက်ကားဝယ်ထားတာ2000ပြီးနှစ်တည်းက25နှစ်ရှိပြီပြည်သူပိုင်ကပြည်သူပိုင်မိတက်ကားအိတ်ကားကိုထည့်ရတဲ့တည်းမိရှုသွားတယ်ပြည်သူတွေပိုင်တဲ့ပစ္စည်းကိုအခုလိုမျိုးမတရားသဖြင့်ခိုးယူဖျက်ဆီးနေတဲ့သူတွေအနေနဲ့စစ်ရှုံးမှာပဲစတိုက်ရှုံးမှာမန်တုံတို့နမ်ဆန်တို့နမ်မတူတို့အကုန်ရှုံးမှာနောက်တည်နေဖို့ကတော့စတိတ်ကော်လာဖြူလေးတွေနဲ့ပစိုးလေးတွေနဲ့ကောင်လေး30အလင်းဝင်ပါတယ် ဲ့ဒါကတော့ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကြီးပေါ့နော်ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာအလင်းဝင်ခဲ့တာဖြစ်ပါတယ်လက်နက်လေးလက်နဲ့ခင်းရန်အနေငယ်ပါတယ်ပေါ့နော်သူတို့ပြစ်မှုကျူးလွန်ခြင်းမရှိဘူးလို့တော့ပြောတယ်ဒီလူငယ်30ဦးကိုခံဝန်ကတိတွေနဲ့မိဘတွေလက်တွေကိုပြန်ပြီးတော့လွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ်ဒါတော်တော်များတဲ့ပမာဏလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ PDF လူငယ်လေးတွေအနေနဲ့အခုချိန်ဆိုရင်သူတို့လိုပဲမိသေးတယ်တော့ကိုကိုရန်ကတဏ္ဍမရှိလို့စိတ်မထွက်တတ်ရလို့စခန်းထဲမှာအိတ်လိုက်စားလိုက် လိုင်းမုံမှာပေါက်ကရထိုင်ရေးလိုက်ဆိုတဲ့အဖွဲတွေစိတ်ညစ်နေကြမှာပေါ့ခုချိန်မှာလင်းဝင်လို့မိပါသေးတယ်နော်လင်းဝင်ကြပါလင်းဝင်လို့ရှိရင် TNL လို့ပြီးရပါလိမ့်မယ်နော် TNL လို့တည်ရပါလိမ့်မယ်နောက်သတင်းတွေကတော့သတင်းကြိုးပိတ်ရက်ကာလမှာမြမမီရထားအနေနဲ့အထူးရထား၃စီးတူပြီးပြီးဆွဲပြီးမယ်လို့တည်ရပါတယ်နောက်သတင်းကြိုးပိတ်ရက်မှာရန်ကုန်ပြည်နဲ့ရန်ကုန်မော်လမြိုင်အစုံစံသွားလာမဲ့အထူးရထား၃စီး တို့ချက်ပြည့်စွဲပေးသားမယ်လို့မြမမီးရထားကပြောပါတယ်။ဂျန်နက်ခီးစဉ်ုံတော့ပုံမှန်တိုင်းပြည့်စွဲပေးသားမယ်လို့သိရပါတယ်။ယထာလက်မှတ်တွေကိုတော့ခီးသွားမဲ့နေ့မတိုင်ခင်ပေါ့၃ရက်လောက်အလူကနေစပြီးတော့ကြိုတင်ဝယ်ယူထားပေးဖို့မြစ်တရခံထားတာရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဒေါ်လာဈေး3950ဖြစ်ပါတယ်။အဲတော့4000အောက်ကိုနှစ်နှစ်လောက်အတွင်းမှာပြန်ဆင်းနေပေါ့နော်။တကယ်လို့ဒေါ်လာဈေးတက်လို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်ကိုကြိုးကတော့ကောင်းတယ်။ တော့ကျွန်တော်က YouTube ကနေ monetization ရတယ်ဆိုဒေါ်လာစီးတက်တယ်ဆိုကျွန်တော်ပတ်ဆက်ပိုးရတယ်ဒါပေမဲ့အခုလိုကျသွားတော့ဒီသူတွေအတွက်ပိုပြီးအဆင်ပြေတယ်ကျွန်တော်ကတော့ဒေါ်လာစီး1000ကျော်လောက်ရှိကိုကျစေချင်တယ်နော်1000ကျော်1500လောက်နဲ့ရှိတာပိုပြီးကောင်းတယ်အဲ့ဒါကြရင်စီဘူးရောကုန်စည်နှုန်းတွေရောလိုက်ကြမှာပေါ့လက်ရှိချိန်မှာဒေါ်လာစီး3950ဖြစ်ပေမဲ့ကုန်စည်နှုန်းကတော့လိုက်မကျသေးဘူးနော်ကုန်စည်နှုန်းမကျသလိုပဲခြားသောအဲလူပတ်ဝန်းကျင်မှာရှိနေတဲ့စားတောက်ကုန်စည်နှုန်းတွေလည်းမကျသေးပါဘူး ဘာကြောင့်မကြတာလဲကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်တွေးမိတာတစ်ချက်ကကြတော့ကျွန်တော်တို့ပြည်တွင်းမှာပြည်တွင်းမှာထုတ်ကုန်တိုးမြင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့အဲစိုင်းရိတ်ခါဖူလုံလာမယ်ဆိုလို့ရှိရင်အဲဒီပါကတင်သွင်းမှုနည်းတယ်ဆိုလို့ရှိရင်နော်ဒေါ်လာစီးလဲကျမယ်ပြည်တွင်းမှာကျွန်တော်တို့အစားထိုးထုတ်ကုန်တွေကြောင့်ပြည်ထဲမှာရှိတဲ့ထုတ်ကုန်တွေလည်းဈေးသက်သာမယ်ပေါ့နောက်ပြီးလို့ရှိရင်ငင်းချက်မှုလည်းလိုတာပေါ့ငင်းချက်မှသာလျှင်ကျွန်တော်ထုတ်ကုန်များများရမယ်ပြီးလို့ရှိရင်ဘော်ဒါထွက်တီကောင်းကောင်းရလို့ရှိရင်ကုန်စည်နှုန်းတွေကကျသွားနိုင်ပါတယ် ဒေါ်လာဈေးကျပြီးလို့ရှိရင်ခြားသောကုန်စည်လုံး၊ရွှေဈေး၊စီဈေး၊ကားဈေးဒါတွေပါလိုက်ကြစေချင်ပါတယ်။မဟုတ်လို့ရှိရင်ကျွန်တော်ပြည်သူတွေအတွက်ကဒါမိုးကျနေတဲ့အခြေအနေတည်းဖြစ်ပါတယ်။နောက်သတင်းတွေကတော့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်သုံးဘွားမြို့နယ်ပင်လယ်ကမ်းစပ်မှာရန်ကုန်ပို့မဲ့စစ်ကြောယူသူမူရစ်စီဝါထုတ်လုပ်နိုင်တဲ့ကုန်ကြမ်းပစ္စည်းတွေပေါ့အများအများကိုဖန်ဆီးရမိခဲ့တယ်လို့သိရတယ်။ငားတွေထည့်တဲ့၅ကိလိုပေါ့နော်။အဲ့ဒီပုံးတွေအဲ့ဒီရေခဲပုံးလိုပုံစံမျိုးတွေထဲမှာထည့်ထားတယ်လို့သိရတယ်။ဘလောက်များတယ် ဘသူတွေတည်လာတယ်ဘသူတွေနဲ့ဆက်ဆက်တယ်ဆိုတော့မသိရသေးဘူးတည်င်းနေတယ်မှာတော့တော်တော်များတယ်လို့သိရတယ်ဆိုလို့ရကုံညာနေကိုရန်ကုန်ကိုပို့မယ်ဆိုတော့ရန်ကုန်ကနေတစင်ဘဲဟုဆက်ပို့မှာလဲဖုန်းရန်ကုန်မှာပဲဒီကုံညာနေကိုကုံကြောထုတ်မလို့လားဆိုတာကျွန်တော်တို့အဲမတည်ဘူးပေါ့နော်ဒီလိုဖမ်းမိသွားတာကနည်းနည်းတော့ရက်ကြပြီရက်ကြလို့လည်းကျွန်တော်လည်းထုတ်ပြောတာပေါ့နော်ဆိုရဘောတော့တည်မထုတ်ပြန်တော့သေးဘူးထုတ်ပြန်တော့သေးဘူးပေါ့နော်ဒီလိုဖမ်းမိသွားတာရက်ကြမှကျွန်တော်တို့ထုတ်ပြောတာဖြစ်ပါတယ်ဘာကြောက်လဲဆိုတော့ထပ်ပြေးသွားမှဆိုလို့ပါနော် ကုံကြောထုတ်နေတဲ့သူတွေကတကယ်တမ်းရန်ကုန်မြို့ထဲမှာရှိတယ်ဆိုရင်ထပ်ပြေးသွားမှာဆိုလို့ပါအများဆုံးအေးအေးယူဖမ်းဆီးနိုင်ပါစေလို့ဆုတောင်းပါတယ်။နောက်တစ်နေ့ဘုတ်ကတော့အော်တိုဘာလ3ရက်နေ့ကတပိတ်ချင်း9မိုင်နားမှာရှိတဲ့ကြောက်ဖားဖျားမှာအခြေပြုနေတဲ့ TNL PDF ဖုတ်ဝင်တွေကိုလုံခြုံရေးတဖုတ်ဝင်တွေနေမရှင်းလင်းတက်ခတ်ရမှာ TNL တလောင်း PDF တလောင်းတနက်နှစ်လက်သိစီရမိခဲ့တယ်လို့သိရပါတယ်။နောက်တစ်နေ့ဘုတ်ကကျတော့အမ်ဘဒန်လက်မှတ်မှာရှိတဲ့နောင်ရွာ ။နောက်ရမှာအခြေပြုလို့ရှားနေတဲ့ AA နဲ့ချင်း PDF အရှိုလားမသိဘူး။ပြီးတော့မကွေး PDF ပေါ့ PDF မကွေးတင်တယ်။အဲ့ဒီအဖွဲတွေကို drop ဘုံချတိုက်ခိုက်တဲ့ရုပ်တံကျွန်တော်မြင်လိုက်ရပါတယ်။အဲ့ drop ဘုံချတဲ့ထဲမှာပထမတစ်ခါချလိုက်တယ်။ဒဏ်ရာရသွားတယ်။အဲ့တော့ပခတ်တဲ့ထည့်ပြီးထမ်းသွားတယ်။တပင်တပင်အောင်မသွားစုနေတယ်။နောက်တစ်လုံးထက်ကြတယ်။လို့ရဲကြတယ်။အမှထပ်ပြီးတော့အတုံးယုံနေလဲပြီးတေကြတယ်ဆိုတော့ဒါကကျွန်တော်တို့မြင်ခွင်းဒါပေမဲ့တည်င်းထဲမှာတော့အဲ့လိုမဟုတ်တည်င်းထဲမှာတော့ အဲ့ဒီမှာတိုက်နေတဲ့လူမျိုးတဖုတ်ဝင်တွေကဘလောက်တောက်လဲကြတယ်ဆိုတဲ့အကြောင်းပြည်ပြည်လောက်ကောင်နေပေါ့နော်စစ်တပ်ကလည်းစစ်တပ်ကကြွေးတဲ့ထမင်းလည်းစားသွားသေးတယ်နော်စစ်တပ်ကလည်းထွက်ပြေးသွားသေးတယ်ကိုရောက်တော့စစ်တပ်ကိုဖောင်းထိုင်ထုတ်ပြီးထမင်းထိုင်စားနေတဲ့လူတွေရှိတယ်အဲ့လိုလူတွေကစစ်တပ်ကဘလောက်ခံနေရအောင်ပြောတယ်ဒီ drone ဖိုင်ကြည့်တာနဲ့သိတာလေအေးဘလောက်သိလဲဆိုတာပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကတမလို့သားအချို့ကိုဖမ်းမိတယ်ဆိုပြီးတော့ PRA မကွေးဆိုတဲ့အကြမ်းဖက်ဖွဲ့ကထုတ်ပြန်လာတာရှိပါတယ် စုစုပေါင်း29ခုကိုသူတို့ဖမ်းထားရဲဆိုပြီးတော့အချုပ်ခန်းထဲမှာရိုက်ထားတဲ့ဓာတ်ပုံတပုံကိုလည်းထုတ်ပြန်ထားတာရှိပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ